်ထရီပန်ညွန်ဖြစ်ခြင်းဆိုတာအမျိုးသားတဝအနေနဲ့လိန်ဆက်ဆံမှုတစ်ခုကိုပြုလုပ်နိုင်လောက်တဲ့အထိပေါ့နော်လုံလောက်တဲ့လိန်လံထောင်မှန်းနိုင်စမ်းမရှိရဒါမှမဟုတ်ဆက်ဆံနေစဉ်တစ်လျှောက်လည်းဆက်လက်မထောင်မှန်းနိုင်တာကိုခေါ်ပါတယ်အမျိုးသားတွေဟာသူတို့ရဲ့ဘဝတက်တက်မှာပေါ့နော်တစ်ခါတရံတော့ယာယီအနေနဲ့လိန်လံမထောင်မှန်းနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ဒါယောဂတစ်ခုခုကြောင့်မဟုတ်ပဲနဲ့စိတ်မစီမှုရပဲဖြစ်ဖြစ်ခန္ဓာတာဖြစ်တတ်တာမို့လို့အမြဲတစေလိန်လံမထောင်မှန်းနိုင်တဲ့ပန်းတဲ့ပန်းညွန်ဖြစ်တာလို့မခေါ်ဆိုနိုင်ပါဘူးနော်ဒီတစ်ခေါက်မှာတော့ပန်းတဲ့ပန်းညွန်ယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြောပြပေး ေးကြပါမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ All About Medicine မြန်မာ YouTube Channel နဲ့ All About Medicine Facebook Page ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမှာညီမကပန်းစီပန်းချိုမဖြစ်အောင်ဘလို့ကာဝင်ရမလဲဆိုတဲ့အချက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာဒီလိုမျိုးကြမ်းမှန်ပူဇော်ဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်နေနိုင်ဖို့အတွက်ညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနားအနုတီလေးလိုလည်းနှိပ်ခဲပေးပါအောင်နော်။ Facebook page လိုလည်း like follow လုပ်ခဲ့လို့မမေ့ပါနဲ့အောင်နော်။ ညီမတို့မှာ All About Medicine Facebook group လည်းရှိပါတယ်။အဲ့ group လေးကိုလည်း like follow ခဲ့ပေးပါအောင်နော်။ကျမိုင်နဲ့ပတ်သက်ပြီးတော့မိကုန်းလေးမေးချင်တယ်ဆိုရင်နော် Juba Clinic ဘကိုးပြည့်ရဲ့ messenger မှာတွားရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ဒီတော့ video လေးကိုဆက်လိုက်ကြရအောင်နော်။ သူတွေမှာအဖြစ်များလဲဆိုရင်ပေါ့နော်အသက်45နှစ်ရောက်ရင်အမျိုးသား10ယောက်မှာ3ယောက်အသက်80ရောက်မှာတော့အမျိုးသား3ယောက်မှာ2ယောက်အထိဖြစ်လာတယ်လို့လေ့လာချက်တွေအရသိရှိရပါတယ်အသက်ကြီးလာရင်လေပန်းတိပန်းညူဖြစ်ဖို့ရာဂိုင်းတော့လည်းပုံများလေးပဲဖြစ်ပါတယ်ရှင်ပန်းတိပန်းညူဘာလို့ဖြစ်ရလဲပေါ့နော် ဒီမှာနှစ်ပိုင်းခွဲပြောပါမယ်။နံပါတ်1အချက်ကတော့ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာပေါ့နော်ပြဿနာတစ်ခုရှိနေတာ။ဒါမှမဟုတ်ယောဂတစ်ခုခုကြောင့်ပေါ့နော်ပန်းတိပန်းညူဖြစ်တာပေါ့နော်။ပန်းတိပန်းညူဖြစ်ရခြင်းအများစုရဲ့အဓိကအကြောင်းရင်းကတော့ physical cause တွေကြောင့်ပဲများပါတယ်။ အသက်အရွယ်ကြီးလာတာအဝါလွန်တာအရက်အလွန်ကျုံတောက်တုံးတာဆေးလေးအလွန်ကျုံတောက်တာမူးယစ်ဆေးတုံးဆွဲတာဒါမှမဟုတ်ဆွဲတောက်နေရဲ့ဆေးဝါးတွေကြပါတော့ဥပမာသွေးတို့ရောဂါအတွက်သုံးတဲ့သွေးထိန်ဆေးတွေစိတ်ကြရောဂါအတွက်သုံးရတဲ့ဆေးတွေစီးကျိတ်ကင်ဆာမှာသုံးတဲ့ဆေးတွေကြပါတော့ပြီးတော့နာသာရှည်ရောဂါရှိနေတာစီးရိုသွေးတို့ဆရဲ့ရောဂါအခန်းရှိနေတာအာယုံကြောရောဂါတွေရှိနေတာပေါ့နော်ဥပမာလေဖြတ်တာတို့အာယုံကြောအားနေရတယ်ပေါ့နော်ပြီးတော့ဟော်မုန်းတွေမူမမှန်ဖြစ်တာပေါ့နော်နောက်ပြီးတော့အရင်ကစီးကျိတ်ခွဲစိတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ ဲ့လည်းဖြစ်နိုင်သေးပါရဲ့ရှင်။နံပါတ်1ကရောစိတ်မစီကစိတ်ထွက်ကြရပါတော့နော်။ဆိုရင်ပူပန်တာလေ။နောက်ပြီးလက်တွဲပေါ်နဲ့အဆင်မပြေတာဆရဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်းဘန်ဒိဘန်ညူဖြစ်နိုင်ပါရဲ့။စိုက်ကိုဂျီနစ်ဘန်ဒိဘန်ညူဖြစ်စေတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော့ CBC ကစိတ်ပင်ပန်းလူပမန်းဖြစ်နေတာစိတ်ကြရောကလက်တွဲပေါ်နဲ့အပေးอยู่မမျှဘောနော်လင်ကိစားပွင့်လင်းမှုမရှိတာတွေပျော်ရွှင်တန်ရတဲ့အိမ်တော်ကြီးဖင်ရရှိတာတွေနောက်ဆုံးတစ်ခုကတော့အေးအေးဆေးဆေးနဲ့အဆင်ပြေပြေလှုပ်လှုပ်မှုရှိတဲ့လင်ဆက်ဆံမှုပြုစရာနေရာမရှိတာဘောနော်တအိမ်ထဲမှာပဲဘောနော်မိဘတွေရောသားသမီးတွေရောအဖိုးဖွားတွေရောဆွေမျိုးတွေအားလုံးစုနေတဲ့အခါမှာမလွတ်လပ်လာမျိုးဘောနော်လူတော်ဦးမှာအခုပြပြပြီးခဲ့တဲ့ physical ရော psychological ရောနှစ်မျိုးလုံးရောပြီးတော့လည်းဖြစ်တတ်ပါသေးရဲ့ရှင်။ သက်ကြီးလာလေလေပန်းသေးပန်းညိုဖြစ်ဖို့ကလည်းရှားကားလုံးများလေးလေးပဲမို့အသက်ကြီးလို့ဖြစ်ရတာမျိုးကတော့အထူးတလည်ပြည့်ပြည့်လို့မရနိုင်ပါဘူးနော်တချို့သက်ကြီးအမျိုးသားတွေမှာဆိုရင်တော့လိန်လှုပ်ဆောင်မှုကိုပို့ပြီးတော့အခြေယူလုပ်နိုင်ထောင်မနိုင်ပါသေးရဲ့ယောဂတစ်ခုခုကြောင့်ဖြစ်ရတာဆိုရင်တော့အဲ့ဒီယောဂကိုအရင်ကုသပါမယ်စီးရုပ်သွေးတိုးယောဂတွေဆိုရင်သက်ဆိုင်ရာဆရာဝန်တွေနဲ့ကောင်းကောင်းထိန်းချုပ်ပြီးတော့ကုသတင်ပါတယ်ဆွဲတောင်းနေရတဲ့ဈေးတွေကိုပန်းညိုရာနဲ့သက်ဆိုင်မှုရှိမရှိသက်ဆိုင်ရာဆရာဝန်တွေနဲ့လည်းပြန်ပြီးတော့ဆွေးနွေးတင်ပါတယ်ကြောင်းဟော်မုန်တွေလို့ဖြစ်ရတဲ့အခြေအနေမျိုးမှာဆိုရင်တော့ကြ ားဟော်မုန်းအစားထိုးပေးတာမျိုးဆရာဝန်ညွှန်ကြားချင်တယ်ပေါ့နော်လုံဆောင်လာပါတယ်ရှင်အလွယ်ကူဆုံးကိုယ်တိုင်လုပ်နိုင်တဲ့အရာကတော့ lifestyle modification ကျန်းမာရေးလူနေမှုပုံစံကိုပြောင်းလဲတာပေါ့နော်ကိုယ်လေးချိန်ထိမယ်အဝါမလွန်ကယူဆိုင်မယ်ဆေးလေးဖြတ်မယ်အရက်ဖြတ်မယ်မွေးရည်ဆေးတွေမသုံးဘူးပေါ့နော်ပြီးတော့အာဟာရပြည့်ဝအောင်စားမယ်အိမ်ရေးဝအောင်လည်းအိမ်မယ်ကိုယ်လက်လှုပ်ရှားမှုတွေလည်းလုပ်ပေးတင်ပါတယ်စိတ်ပီစီမှုတွေကိုလည်းကင်းအောင်လုပ်နေတင်ပါတယ်ရှင်အချိန်မှပြပြခဲ့တဲ့ဒီ relationship problem တွေကြောင့်ဖြစ်ရတဲ့ psychogenic ပန်းတိပန်းညို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့အိမ်တော် တ်နဲ့ပွင့်လင်းတရားပြောရှင်စရာဆက်ဆံရေးလေးကိုဖန်တီးကြမယ်။လင်းကိစ္စကြီးရမှာလဲလိန်ဆက်ဆံဖော်နဲ့နားလည်မှုရှိအောင်လို့မနော်ပုံမွေလေးလေးဆင်းနေတိုင်ပေးရမယ်။လိန်ဆက်ဆံမနေရကလည်းအေးအေးလူလူနဲ့လိုလိုလဲလဲဖြစ်တဲ့နေရာလေးတွေကိုအကောင်းဆုံးပေါ့နော်။နောက်အရေးကြီးတာတစ်ခုကတော့အယူဆအမှားတွေကိုပေးရပါမယ်။အမျိုးသားတစ်ခုကအမြဲတစေလိန်ဆက်ဆံဖို့အတွက်အစဉ်သိဖြစ်နေရမယ်ဆိုတာမဟုတ်ပါဘူးနော်။ပြီးတော့အလုံးစုံထောင်မှန်းတဲ့လိန်နံဖြစ်ပါမှာကောင်းမွန်ပြည့်စုံတဲ့လိန်ဆက်ဆံမှုတစ်ခုပြီးမြောက်တယ်ဆိုတာလည်းမဟုတ်ပါဘူးကိုယ့်ရဲ့လက်တွေပေါ်နားလည်မှုရှိအောင်လို့တဖြည်းဖြည်းစူးစမ်းဖို့ကအဓိကပဲ ဖြစ်ပါတယ်။လိုအပ်မှဆိုရင်တော့တသက်နားလေတဲ့ပညာရှင်တွေနဲ့ဆွေးနွေးပါ။အဲ့လိုမျိုးပညာရှင်တွေနဲ့တိုင်ပင်တဲ့အခါမှာပေါ့နော်။ကိုရောကိုရဲ့အဖော်ပါနှစ်ဦးလုံးဆွေးနွေးပြီးတော့အပြေရှားကြဖို့လည်းလိုပါတယ်ရှင်။ ။ဒိန်နန်ထောင်မန်းနိုင်စွာကအမျိုးသားသဝူအတွက်အရေးကြီးတဲ့ကိစ္စတစ်ရပ်ပါပဲ။ကျိုးတင်ကာကွယ်ခြင်းကကုသခြင်းနဲ့ပူကောင်းတယ်ဆိုတဲ့အတိုင်းပဲပေါ့နော်။ပန်းတိပန်းညို့ကိုမဖြစ်အောင်လို့ကျိုးတင်ပြီးတော့ကာကွယ်ထားတင်ပါတယ်။အထက်မှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်။အဓိကကတော့ lifestyle modification ပါပဲ။ဆေးလိပ်ဖြတ်ပါ၊အရက်လျှော်ပါ၊မူရစီမသုံးပါနဲ့။ဆေးဝိစီမှုကင်းအောင်နေထိုင်ပါ။ ကိုလက်လှုပ်ရှားအားကစားလုပ်ပြီးတော့အဝမလွန်ကယူဆိုင်ပါစီးကြိုတွေးတိုးစားတဲ့ယောဂါတွေကိုတိချကုသပါချေရသူနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်ပါကြိုတင်ကာကွယ်တင်ပါရဲ့တကယ်လို့ဖြစ်လာခဲ့ရင်လည်းပေါ့နော်ကိုယ့်ရဲ့နေဆက်ဆံပေါ်နဲ့ပွင့်လင်းနားလည်မှုရှိအောင်နေပေါ့နော်တက်တည်နားလည်းဆရာဝန်တွေနဲ့လည်းပြသတင်ပါရဲ့ကိုယ့်ရဲ့အခြေအနေတွေကိုမကွယ်မဝတ်ပင်နဲ့မရှမ်းမကြောက်နဲ့ပွင့်လင်းစွာဆွေးနွေးတိုင်ပင်တင်ပါရဲ့စေတိုင်းဟာဗီဒီယိုဆိုချိုရှိရတဲ့အတွက်ကိုယ့်သဘောနဲ့ကိုယ်မတောက်တော့မထိုးနိုင်တင်ပါအောင်ရှင်ဒီမှာအခုပြပြပေးခဲ့တာတွေကိုကြည့်ပြီးတော့ကျဲမိုင်ဘူးဒုတာလေး ရသွားမယ်လို့မျှော်လင့်ပါရှင်။နောက်ထပ်လည်းဒီလိုမျိုးကျမရဲ့ပူဇော်ဗီဒီယိုလေးတွေကိုတင်ဆက်ပေးလို့မှာမို့ဆက်မရရှိပေးကြပါအောင်နော်။အားလုံးပဲဒီကောင်းကျမပါဒီလိုဆူတာနဲ့နှုတ်ဆက်ပါရဲ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါဘောရှင်။